ငရဲထဲကတော့လွတ်ချင်တယ်လောကီတတ်မှတ်ခြင်းနဲ့ကာမကုံခံစားခြင်းတဲကနဲ့အပြစ်ရဲ့ညစ်ညူးခြင်းတဲကနဲ့လွတ်ချင်တဲ့သူတော့ဘသူမှမရှိလာကြတော့ဘူးလို့ပြောတယ်မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော်တို့ရှင်ပေါ်လူရဲ့တရား၃ပါးဆိုတဲ့ series ကိုကျွန်တော်ကလေ့လာနေကြတာဖြစ်ပါတယ်ဒုတိယမြောက်ဗီဒီယိုဖြစ်ပါတယ်ဒီဗီဒီယိုက ရှေ့မှာတော့ကျွန်တော်တို့ကဖြောင်းမချင်းတရားဆိုတဲ့အကြောင်းအရာကိုကျွန်တော်လေ့လာခဲ့ကြရတယ်။ဒီဗီဒီယိုမှာတော့ဒုတိယတရားဖြစ်တဲ့ကာမဂုဏ်ချုပ်တီးခြင်းတရားဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ကလေ့လာသွားကြမှာဖြစ်ပါတယ်။ဒီတရား၃ပါးကရှင်ပေါလုကဖေလစ်မင်းနဲ့ဒရုတိလေးလို့ခေါ်တဲ့မြို့ဝင်မင်းရဲ့မြို့ဝင်မင်းရဲ့ကတော်ရဲ့အရှိမဝေမျှတဲ့တရားဖြစ်ပါတယ်။ရတီတရားရဲ့ဏိဒံအကြောင်းအရာကိုကျွန်တော်တို့ အရှိပိုင်းမှာကျွန်တော်လေ့လာခဲ့ပြီးဖြစ်သွားတယ်အဲ့တော့ဒီအရှိပရမဗီဒီယိုနံပါတ်1ကိုကျွန်တော်မကြည့်ရသေးရင်တော့အဲ့ဒီဗီဒီယိုအရင်အဆုံးကျွန်တော်ကြည့်စေချင်ပါတယ်ဒါကတော့ဒုတိယမြောက်ဗီဒီယိုဖြစ်ပါတယ်ဒီဒုတိယမြောက်ဗီဒီယိုမှာတော့ကျွန်တော်တို့ကဘောလူပြောတဲ့ကာမဂုဏ်ချုပ်တီးခြင်းတရားဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ကလေ့လာသွားမှာဖြစ်ပါတယ်ကာမဂုဏ်ချုပ်တီးခြင်းတရားဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်မှာတော့ self control လို့ပြောတယ် self control ဆိုတာကတော့အရက်စကားမှာတော့ကိုယ့်ကိုယ်ကိုထိန်းချုပ်ခြင်းကိုယ့်ကိုယ်ကိုအမ်ချုပ်ထိန်ချုပ်တီးခြင်းပေါ့နော်အဲ့ဒါလိုပုံစံမျိုးနဲ့ဘာသာပြန်ကြတယ်ပြောလို့ရှိကြတယ်ဒါပေမဲ့ ီတမာကျမ်းစာမှာတော့ကျွန်တော်တို့ self control ဆိုတဲ့ဥစ္စာကိုဆရာယုဒတန်ကမကုံချုပ်တီးခြင်းလို့သူကဘာသာပြန်တယ်။အဲ့တမာကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာဟိုဖယားရဲ့အိမ်တော်သားဖယားရဲ့မိသားစုဝင်တယောက်ဖြစ်သွားပြီဆိုရင်အပြစ်စီရင်ခြင်းကနေကနေကျွန်တော်လွတ်မြောက်သွားပြီဆိုရင်ငါကြိုက်တာလုပ်လို့ရပြီပေါ့ငါနေချင်းတယ်လို့ငါနေလို့ရပြီပေါ့ငါဟိုဘာပဲလှုပ်လှုပ်ငါအပြစ်မဖြစ်တော့ဘူးပေါ့အပေမသွားရတော့ဘူးပေါ့ငါစီရင်ခြင်းကနေ ငါစိုးရင်စရာမရှိတော့ဘူးပေါ့ငါလွတ်မြောက်သွားပြီပေါ့ငါတိတ်ကောင်းတာပဲဆိုပြီးတော့တခါတခါကြက်ရင်ကျွန်တော်တို့လှုပ်ချင်ရလှုပ်ဖို့ရအတွက်ဖယားကကျွန်တော်တို့ကိုကဲတင်ခဲ့တယ်လို့ကျွန်တော်တို့ကိုကျွန်တော်တို့တခါကြက်တွေးမိနေတယ်တွေးမိနေတတ်တယ်ဒါပေမဲ့တမာကျန်းစာကအဲ့ဒီလိုမပြောဘူးကျွန်တော်တို့ကိုဖယားကဖြောက်မှတ်သောသူအဖြစ်ကိုရောက်သွားစီပြီးဆိုရင်ကဲတင်လိုက်ပြီးဆိုရင်ကျွန်တော်တို့လှုပ်ချင်သလိုလှုပ်နေချင်သလိုနေအသက်ရှင်ချင်သလိုအသက်ရှင်ဖို့ရအတွက်ဖယားကကျွန်တော်တို့ကိုကဲတင်တာမဟုတ်ပဲ ကောင်းသောအကျင့်မှာကျင်လေဖို့ဖရာသခင်ရဲ့တန်ရှင်ခြင်းထဲမှာကျွန်တော်ကျင်လေတတ်ဖို့ရာအတွက်ဖရာကကျွန်တော်တို့ကိုခေါ်တာဖြစ်တယ်ကေတာဖြစ်တယ်ရွေးနှုတ်တာဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကသဘောပေါက်ဖို့လိုအပ်တယ်။ဒါကြောင့် AW Pink ဆိုတဲ့ဆရာကဗာပြောတယ်လေဆိုရင်ဒီကနေ့ခဲ့တဲ့ A ဝင်ကလေးတရားဟောဆရာတွေကခရစ်တော်ကိုအပြစ်သေးကနေကေတင်သူဆိုတာထက်ငရေသေးကကေတင်သူဖြစ် အဖြစ်ပို့ပြီးအသားပေးပြောကြတယ်တဲ့အဲ့ဒီမှာပဲလူတော်တော်များများကငရေမိအိုင်တဲကနေတော့လွတ်ချင်ပြီးလော်ကီတက်မှတ်ခြင်းနဲ့အကမကုံခံစားခြင်းတဲကနေလွတ်ဖို့တော့ဘယ်သူမှစိတ်မဝင်စားကြတော့ဘူးဆိုပြီးတော့ပြောတာငရေထဲကတော့လွတ်ချင်တယ်လော်ကီတက်မှတ်ခြင်းနဲ့ကာမကုံခံစားခြင်းတဲကနေအပြစ်ရဲ့ညစ်ညူးခြင်းတဲကနေလွတ်ချင်တဲ့သူတော့ဘယ်သူမှမရှိလာကြတော့ဘူးလို့ပြောတာ ဖယားကကျွန်တော်တို့ကိုစီရင်ခြင်းတဲကနဲ့ကဲတုံတာကဲယုံတာမကပဲနဲ့အပြစ်ရဲ့အုပ်ဆိုးခြင်းတဲကနဲ့အပြစ်ရဲ့ကျွံပွားကနဲ့လည်းဖယားကကျွန်တော်တို့ကိုကဲနှုတ်ကဲတင်တာဖြစ်တယ်။ Now Leona Ravenhill ကဘာပြောဘူးတလဲလို့ပြောရင်ဒီကနေ့ဖယားသခင်လှုပ်ဆောင်တဲ့အကြီးမားဆုံးသောအံ့ဩပွေလက်လက္ခဏာကတကိုးနမိတ်လက္ခဏာက ရေတွေကနဲ့စပြည့်ရဖြစ်သွားတာမျက်ကန်းတွေမျက်စိပြောင်းမြင်တာလူတွေအသက်ပြောင်းရှင်တာမဟုတ်ဘူးတဲ့။ ကဲစစ်မှန်တဲ့အကြီးမားဆုံးသောတကောနမိတ်လက္ခဏာကဘာလဲဆိုရင်မတန့်ရှင်းတဲ့ညစ်ညူးတဲ့လောကကြီးတဲကနေညစ်ညူးနေတဲ့လူတစ်ယောက်ကိုဖရာသခင်ကရွေးနှုတ်ပြီးတော့တန့်ရှင်းသူဖြစ်စေပြီးအဲ့ဒီပုံကိုညစ်ညူးတဲ့လောကကြီးထဲမှာထားပြီးတန့်ရှင်းသူပီတာဆိုအသက်ရှင်စေခြင်းပဲဖြစ်တယ်လို့ပြောတယ် အေဖတ်ခန်းကြီးနှစ်အပိုင်းငယ်၈နဲ့၉မှာတော့ကျွန်တော်ယုံကြည်ခြင်းအပြင်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်တယ်ကိုအလိုရောက်ရတာမဟုတ်ဖရာသခင်တနာလိုရောက်တာဖြစ်တယ်ကိုကုသိုလ်ကြောင့်ရောက်တာမဟုတ်ဘူးဒါကြောင့်ဘသူမှကြွားစရာအကြောင်းထောင်လွားစရာအကြောင်းမရှိဘူးလို့တမန်ကျမ်းစာကပြောပြတဲ့အခါမှာအပိုင်းငယ်၁၀မှာပြောလဲဆိုရင်ကျွန်တော်တို့ဟာကောင်းသောအကျင့်တွေထဲမှာကျင့်လေဖို့ရာအတွက်ယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ဆိုပြီးတော့တမန်ကျမ်းစာကပြောပြတယ်ကောင်းသောအကျင့်ဖရာနှစ်သက်သောအကျင့်အလင်းထဲမှာ ကျွန်တော်ကျင်လေဖို့တန့်ရှင်းခြင်းထဲမှာကျွန်တော်တို့ကိုကျင်လေစေဖို့ရအတွက်ဘုရားသခင်ကျွန်တော်တို့ကိုခေါ်တာဖြစ်တယ်လို့ပြောတယ်။လှုပ်ချင်ညာလှုပ်ဖို့နေချင်တယ်လို့နေဖို့အသက်ရှင်ချင်တယ်လို့အသက်ရှင်ဖို့ဘုရားမကြောက်တရားမကြောက်ဘသူ့ကိုမှဂရုမစိုက်ပါနဲ့ငါစီရင်ခြင်းကနေငါလွတ်သွားပြီဆိုပြီးတော့ဘဝကိုဖြစ်တယ်လို့အသက်ရှင်ဖို့ဗျံပရာအသက်ရှင်ဖို့ကျွန်တော်တို့ကိုကယ်တင်တာမဟုတ်ပဲနဲ့တမန်ကျဆောက်ပါစေ။ကာမဂုဏ်ချုပ်တီးခြင်းတရားဆိုတဲ့အကြောင်းအရာကိုပြောတယ်။အဲ့တော့ဒီနေရာမှာရှင်ပေါလုကဘာပြောလာလဲဆိုရင်ဖေလစ် မင်းဟာကျွန်ဘဝကနေလွတ်ပြီးတော့လူလွတ်တယောက်ဖြစ်အောင်သာမကဘဲနဲ့မင်းဟာမြို့ဝင်မင်းတယောက်ဖြစ်လာတယ်မြို့ဝင်မင်းတယောက်ဖြစ်လာတာကမင်းရဲ့အရေးအချင်းကြောင့်မဟုတ်ဘူးမင်းရဲ့အစွမ်းစားကြောင့်မဟုတ်မင်းရဲ့တော်ချင်းတက်ချင်းထူးချွန်ခြင်းကြောင့်မင်းရဲ့စူးစမ်းအားထုတ်မှုတွေကြောင့်မဟုတ်ဘဲနဲ့ပါလတ်ကြောင့်မလို့မင်းဟာဒီနေရာကိုရောက်လာတာဖြစ်တယ် ဒီနေရာကိုရောက်လာတဲ့ခါမှာမင်းလှုပ်ချင်ရလှုပ်နေချင်းသလိုနဲ့အသက်ရှင်ချင်သလိုအသက်ရှင်ပြီးတော့မင်းရဲ့လက်ထဲမှာအပ်ထားတဲ့ယာထူးတွေအာနာတွေလှုပ်ပိုင်ကွင်းတွေကိုမင်းဟာကြိုက်တယ်လို့အသုံးပြုဖို့မဟုတ်ဘူးမင်းဟာဒီအရာကိုတတိနဲ့မှန်မှန်ကန်ကန်အသုံးပြုဖို့လိုအပ်တယ်လို့ရှင်ပေါ်လူကဟောနေလိမ့်မယ်ပြောနေလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီအတိုင်းပဲကျွန်တော်တို့ကဖရာရတာဖရာရမိသားစုဝင်ကျွန်တော်ဖြစ်သွားတဲ့အခါမှာလည်းကျွန်တော်တို့ဟာ ဖရားနှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်တတ်ဖို့ရတဲ့ကျွန်တော်တို့ကိုဖရားတကယ်ရွေးကြတာဖြစ်တယ်။တမန်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာဖြတ်မှတ်တော်သူတယောက်နေရာကိုကျော်ရောက်သွားတဲ့သူကိုတမန်ကျမ်းစာကျွန်တော်တို့ကိုပုံစံ၄မျိုးနဲ့ကျွန်တော်ခိုင်းနိုင်ပြီးဖော်ပြတယ်။နံပါတ်၁ကဘာလဲဆိုရင်တကောခန်းကြီး၉မှာအပိုင်ငယ်24ကနေ25ကိုကျွန်တော်ဖတ်တဲ့အခါမှာ26ထိဖတ်တဲ့အခါမှာမြေတလင်း၌ပြန်၍ပြေးကြတော်သူအပေါင်းတို့သည်ပြန်၍ပြေးကြတော်လဲတယောက်တည်းသာလဲစုကိုရသည်ဟုသင်တို့မသိကြသလောစုကိုရမည်အကြောင်းပြေးကြလောလို့ပြောတယ် ဆိုဒီနေ့မှာပြောဆိုရင်ကျွန်တော်တို့ကဘာနဲ့တူလဲဆိုအပြေးသမားနဲ့တူတယ်လို့ပြောတယ်အပြေးသမားတွေကိုကျွန်တော်ကြည့်အပြေးသမားတွေကဟိုသူတို့ရဲ့အားထုတ်ပုံကမတူဘူးဥပမာဆိုပါဆိုကျွန်တော်မန္တလေးမှာဆိုရင်ကျုံရှိတယ်မန္တလေးကျုံကြီးရှိတယ်မန္တလေးကျုံကြီးရဲ့ညနေခင်းတော့ဆိုရင်အဲ့မှာကျမ်းမာရေးအတွက်လမ်းလျှောက်တဲ့သူတွေပြေးတဲ့သူတွေရှိကြတယ်လို့ပြိုင်ပွဲအတွက်ပြေးတဲ့သူတွေလည်းရှိပြန်တယ်ပြေးတာချင်းတူတူကျမ်းမာရေးအတွက်ဝိတ်ချဖို့ရအတွက်ကိုရီစစ်ဖို့ရအတွက်ပြေးတဲ့သူနဲ့ ပြိုင်ပွဲမှာဝင်ဖို့ရာအတွက်ပြေးတဲ့သူရဲ့အာထုပ်ပုံခြင်းစ조사မှုခြင်းကမတူကြဘူးပြိုင်ပွဲမှာ조사ပြိုင်ပွဲမှာပန်းဝင်ဖို့ရာဆူရဖို့ရာအတွက်ပြေးတဲ့သူရဲ့အာထုပ်မှုကတော့ကျမ်းမာရေးအတွက်ပြေးတဲ့သူထက်အများကြီးပိုတယ်ဆိုတော့ကျွန်တော်တွေ့ရပို့ပြီးတော့ပင်ပန်းခါနေပို့ပြီးတော့သူကဟောကပေးတယ်ဒါမျိုးဖြစ်တယ်သူရဲ့စားပုံတာပုံနေထိုင်ပုံပြေးခြင်းမှာသူအာထုပ်ပုံကပို့ပြီးတော့ပို့ပြီးတော့သူကစိတ်ကိုနှက်ပြီးသူလှုပ်ဆောင်နေဆိုတော့ကျွန်တော်တွေ့ရတယ် ဘာဖြစ်လို့လဲလို့ပြောရင်အပြေးသမားဘဝကိုသူရွေးချယ်လိုက်ရင်ပြိုင်ပွဲမှာဝင်ဖို့ရသူဆုံးဖြတ်လိုက်ရင်သူ့ကိုသူသူမပိုင်တော့ဘယ်အရာကပိုင်သွားလဲဆိုရင်သူရွေးချယ်လိုက်တဲ့အပြေးသမားဆိုတဲ့ဘဝကသူ့ကိုပိုင်သွားတယ်ဘယ်အရာကပိုင်သွားလဲဆိုရင်သူရွေးချယ်လိုက်တဲ့ပြိုင်ပွဲဝင်အပြေးသမားဆိုတဲ့အရာကပိုင်သွားတယ်ငါဒီနေ့ training မစင်းချင်မရဘူး training စင်းရတယ်ငါဒီနေ့နားချင်မရဘူးသူပြေးရတယ်ဒီနေ့ငါဒီတပတ်လောက်ပဲပြေးနေတယ်ဒီနေ့တော့ငါဒီဟိုဘောနော်အချင်း second ဒီ minute အပိုင်းတွေမှာငါဒီလောက်အထိငါမြန်မြန်ပြေးနိုင်တယ်။နောက်နေ့မှာတော့ငါဒီတက်ပို့ပြီးတော့ပြေးနိုင်အောင်ငါစ조사ရမယ်ဆိုတော့သူ့မှာအားထုတ်မှုဆိုတာရှိတယ်။ तू ဟာသူ့ကိုသူ့မပိုင်တော့ဘဲနဲ့ तू ရွေးချယ်လိုက်တဲ့ဘဝကသူ့ကိုပိုင်သွားတယ်။ဒီအတိုင်းပဲအပိုင်ငယ်26မှာအမ်လပွေတတော့ခါအာကာသကောင်းကင်ကိုသာထိုးရက်တက်တယ်မဟုတ်သူတစ်ပါးကိုစင်ပြီးမှကိုရန်ရှုံးတော့တယ်မဖြစ်ရမီအကြောင်းကိုကိုကိုထိုးကိုကိုထိုးရက်နေဆက်လက်ရှိဒီမှာဘာပြောလဲဆို လက်ဝိသမားတယောက်လို့လည်းသူခိုင်းနိုင်တယ်လက်ဝိသမားတယောက်လက်ဝိသမားเนาะလက်ဝိသမားတွေကလည်းပဲတို့ဒီထိုးသက်တဲ့เนาะဒီလူတွေကလည်းပဲသူတို့ကသူတို့မပိုင်တော့ဘူးဟာသူတို့ခုနလည်းမျိုးပေါ့ကိုအလေးချိန်ဘလောက်အတွင်းမှာဝိတ်တန်းဘလောက်အတွင်းမှာရေတက်ဘလောက်ရှိရမလဲစသဖြင့်ပေါ့เนาะဟိုထိုးပွဲတစ်ခုကတချီမှာက3မိနစ်လောက်ပဲကြာတယ်5မိနစ်လောက်ပဲကြာတယ်ထိုးပွဲက3ချီလောက်ပဲရှိမယ်5ပွဲ5ချီလောက်ပဲရှိမယ်ဒီအတွက်3ရက်လောက်လေးနဲ့5ရက်လောက်လေးနဲ့ကျင့်ပြီးတော့ဘွားလို့မရဘူးသူ့မှာ သူမှသူအများကြီးသူကြင့်ထားရတယ်နော်သူ training မစင်းချင်လည်းသူ train ရတယ်သူ training စင်းရတယ်ဒီအတိုင်းပဲသူရွေးချယ်လိုက်တဲ့ဒီကစားသမားဘဝဒီအပြေးသမားဘဝဒီလက်ဝဲသမားဘဝကသူကိုပိုင်သွားတယ်သူလှုပ်ချင်တဲ့အချိန်မှာသူနားချင်တဲ့အချိန်မှာအဲ့ဒီခံစားချက်တွေအပေါ်မှာမဟုတ်ဘူးသူကအဲ့ဒီအရာသူရွေးချယ်တဲ့အရာကသူ့ကိုလွမ်းမိုးသွားတယ်လို့မျိုးသူစားချင်တဲ့အစားအစာတွေသူတောက်ချင်တဲ့အရာတွေသူနေချင်တဲ့ပုံစံတွေတိုင်းသူနေလို့မရတယ်လို့မျိုး ဖရာရဲ့တာသဖြင့်ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ရွေးချယ်တဲ့တဲ့ဖရာတာသဖြင့်ဘဝကကျွန်တော်တို့ကိုပိုင်သွားတယ်ကျွန်တော်တို့စိတ်ကြိုက်အသက်ရှင်ဖို့မဟုတ်ဘဲနဲ့ဖရာနှစ်သက်တဲ့အသက်တာထဲမှာကျွန်တော်အသက်ရှင်ဖို့ရဖြစ်လာတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်နောက်နှစ်တိခန်းကြီးနှစ်ကိုဖတ်ရခါမှာတိမောသေဒုတိယဆောင်ခန်းကြီးနှစ်မှာအပိုက်ငယ်၃မှာဆိုရင်ထို့သောလို့ငါသင်သည်ယေရှုခရစ်တန်၌ကောင်းသောစစ်သူရဲ့ကဲ့သို့စင်ရဒုက္ခကိုတီးခံတော့စစ်သူရဲ့မိဒီကမိမိကိုစစ်သူရဲ့အရာ၌ခံထားသောသူကိုနှစ်သက်စေခြင်းကလောကီမှုရေးနှင့်ပြွမ်းသောရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။ဘာပြောလဲဆိုရင စစ်တီတယောက်ဖြစ်သွားရင်စစ်တီပီတာဆိုအသက်ရှင်ဖို့လိုအပ်တယ်လို့ဖော်ပြတယ်စစ်တီတယောက်ဒီနေရာမှာပဲကျွန်တော်ကတာဝန်ထမ်းဆောင်ခြင်းနဲ့ဒီတာဝန်ကိုပဲကျွန်တော်ကသဘောကျတယ်ဟိုတာဝန်တော့ကျွန်တော်မထမ်းဆောင်ခြင်းဟိုနေရာကိုတော့ကျွန်တော်မသွားနိုင်ဘူးဆိုပြီးတော့သူ့ကိုသူရွေးချယ်လို့မရဘူးဒီနေ့တော့ကျွန်တော်လာမယ်ဒီနေ့တော့မလာတော့ဘူးဆိုပြီးတော့သူရွေးချယ်လို့မရစစ်တီတယောက်ကဒီကိစ္စတွေမှာတော့ကျွန်တော်ပတ်သက်ခြင်းနဲ့ပါဝင်ခြင်းဒီကိစ္စကိုတော့ကျွန်တော်ကဝေးဝေးရှောင်ရှင်နေဆိုပြီးတော့ရွေးချယ်လို့မရတယ်လို့မျိုး ကျွန်တော်တို့ဟာလည်းဖရာသားသမီးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကိုပိုင်တော်သူဟာဖရာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ပဲဒါကြောင့်တက်ကော6မှာဖရာသခင်ပိုင်တော်မူသောသင်တို့ဤကိုခန္ဓာအားဖြင့်ဖရာသခင်ဘုံကိုထင်ရှားစေကြလောလို့ပြောတယ်ဖရာသခင်ပိုင်တော်မူသောဆိုရင်နာမဝိသေသနာလေးရှိတယ်အဲ့ဒါပြီးမှသင်တို့ဤကိုခန္ဓာလို့ပြောတယ်ခန္ဓာကတော့ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာဟုတ်တယ်ဒါပေမဲ့လည်းအရှိမပိုင်ရှင်ဘယ်သူလဲဆိုတဲ့ဥစ္စာကိုဖော်ပြထားတယ်ဘာနဲ့တူတယ်လဲဆိုရင်ဒီအိမ်ကကျွန်တော်ရဲ့အိမ် မဟုတ်ပဲเนาะတစုံတစ်ယောက်ကပိုင်တယ်ဒီမှာကျွန်တော်ကိုနေခွင့်ပေးတယ်ယေຊုတင်တယ်နေကြိုက်တယ်လို့နေကျွန်တော်ယေຊုတိုက်တင်တယ်ဒါပေမဲ့လည်းပဲကျွန်တော်ဟာပိုင်ရှင်အမှန်မဟုတ်တဲ့အခါမှာကျွန်တော်ဒီနေရာမှာရှောက်ချစ်ဒီနေရာမှာဟိုရှောက်ကတ်ဒီရှောက်ကတ်ကျွန်တော်လှုပ်လို့မရဒီနေရာကိုကျွန်တော်ကအခန်းကိုဘယ်လိုပြင်ချင်တယ်ဘယ်လိုလှုပ်ချင်တယ်ကျွန်တော်လှုပ်လို့မရဘာလို့လဲဆိုရင်ပိုင်ရှင်တယောက်ရှိတယ်အုံပြုတ်ခွင့်ပေးလားစိုက်ကြအုံပြုတ်ခွင့်ပေးလားနေခွင့်ပေးလားနေခွင့်ပေးတယ်ဒါပေမဲ့လည်းပဲ ပိုင်ရှင်တယောက်ရှိတယ်ဆိုတာကိုကျွန်တော်သိထားဖို့လိုအပ်တယ်လို့မျိုးဖရာသခင်ပိုင်တဲ့ကျွန်တော်ရဲ့ကိုယ်ခန္ဓာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့လိုအပ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာကျွန်တော်တို့ယူချီလိုက်တဲ့ဘဝအတ္တတာကကျွန်တော်တို့ကိုအုပ်ဆိုးသွားဖို့ရအရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ရဒုတိယတစ်ခုကဘာပြောလဲဆိုရင်နှစ်တခန့်ချီနှစ်အပိုင်ငယ်ကျွန်တော်တို့ငါ၆မှာဆိုတော့လေလေလောက်တော့သူဒီလက်အရင်လောက်ပြီးမှအတင်းနံကိုအာခံရမည်လို့ပြောတယ် ဘာကိုပြောသလဲဆိုရင်ကျွန်တော်တို့ကိုလေသမားတွေလည်းကျွန်တော်တို့ခိုင်းတယ်စစ်တီတင်းနဲ့ပဲခိုင်းနေတာမဟုတ်လေသမားတွေနဲ့ခိုင်းတယ်လေသမားကလည်းပဲဟာဒီနေ့တော့ငါစိတ်မပါဘူးငါပြိုးမချဲချင်ဘူးဒီနေ့တော့ငါစိတ်မပါဘူးပေါင်းမရှင်းချင်ဘူးဒီနေ့တော့ငါစိတ်မပါဘူးလေမထွန်းချင်ဘူးဒီနေ့တော့ငါစိတ်မပါဘူးအတိမခုအတူအတိမဆွချင်မရဘူး तू ဟာလေသမားဘဝ तू ဟာလေလောက်လိုက်ပြီဆိုရင်ပေါင်းရှင်းချင်တန်ရင်ပေါင်းရှင်းရမယ်ဟိုအတိဆွချင်တန်အတိဆွရမယ်ရေသွန်းချင်တန်ရေသွင်းရမယ်လေထက်ကိုစင်းဖို့ရအချိန်ရောက်လာရင်လေကိုစင်းကိုစင်းရမယ် ငါငါငါခရီးသွားချင်တယ်ငါလောက်ဆက်ရှင်းအဲ့လိုမျိုးလောက်ပြီးတော့လေကိုပြစ်ထားမယ်ဆိုရင်အဲ့ဒီလေကလည်းဘာအသီးနာမှသူရမှာမဟုတ်တယ်လို့မျိုးသူရွေးချယ်လိုက်တဲ့လေသမားဘဝကသူ့ကိုပြန်ပြီးတော့အုပ်ဆိုးပိုင်သွားတယ်လို့မျိုးကျွန်တော်တို့ရွေးချယ်လိုက်တဲ့ဖယားသားသမီးဘဝရောက်သွားပြီဆိုရင်ဖယားရဲ့အုပ်ဆိုးမှုအောက်ထဲမှာဖယားနှစ်သက်တဲ့အသက်တာနဲ့ကျွန်တော်အသက်ရှင်တတ်ဖို့ရလိုအပ်တယ်ဆိုတော့ကျွန်တော်တို့ပေါ်ပြတယ်ကျွန်တော်တမန်ကျမ်းစာကကျွန်တော်ဘာပြောအမြဲတမ်းပြောလဲဆိုရင် ငါတန်ရှင်းတော်မူသည့်ဤသူတင်တို့သည်တန်ရှင်းခြင်းရှိကြလောလို့ပြောတယ်။ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဖသည်စုံလင်တော်မူသည့်ဤသူတင်တို့သည်လည်းစုံလင်ခြင်းရှိကြလောလို့ပြောတယ်။ကျွန်တော်တို့ကိုဖခင်ကသူ့ရဲ့တန်ရှင်းခြင်း level နဲ့သူ့ရဲ့စုံလင်ခြင်း level ကိုရောက်လာဖို့ရကျွန်တော်ပေါ်ပြတယ်။ အာဗြံဆုံးလင်းသည့်ဤသူမောရှိတန်ရှင်းတော်မူသည့်ဤသူကျွန်တော်တို့အဲ့လိုမျိုးမပြောဘူးအဲ့တလောက်ပြောရင်နည်းနည်းလေးတတ်တာသေးတယ်ဒါဝိဆုံးလင်းသည့်ဤသူဆိုရင်တော့ဒါဝိကမပြည့်စုံတဲ့လူတစ်ယောက်ဆိုကျွန်တော်သိတာပဲဒါပေမဲ့ဖခင်ကဒါဝိဆုံးလင်းသည့်ဤသူအာဗြဟံတန်ရှင်းတော်မူသည့်ဤသူသင်တို့ဒီလက်ဆုံးလင်းခြင်းရှိကြတော့တန်ရှင်းခြင်းရှိကြလောက်လောက်မပြောပဲဖခင်ကသူ့ရဲ့တန်ရှင်းခြင်းနဲ့ဆုံးလင်းခြင်း level ကိုကျွန်တော်တို့ပြောနေတယ်ဆိုရင်ကျွန်တော်တို့ဟာဒါကိုသဘောပေါက်ဖို့အရေးကြီးတယ်ကျွန်တော်တို့ဟာနေခြင်းတို့နေအသက်ရှင်ခြင်းတို့အသက်ရှင်ဖို့မဟုတ်ဘူးဆိုတာကိုကျွန်တော်နားလည်ဖို့အရေးကြီးတယ် ဒါဆိုရင်ဘုရားသခင်အလိုတော်ရှိတဲ့အသက်ရှင်ခြင်းထဲမှာအသက်ရှင်တတ်ဖို့ရတယ်ကျွန်တော်ဘာလုပ်ဖို့လိုအပ်တယ်လို့ပြောရင်ကျွန်တော်ကဒီနေရာမှာကျွန်တော်မိခွန်၄ခုနဲ့ဘာပဲလုပ်လို့ကိုကိုကိုစစ်ဆေးဖို့ရတယ်ကျွန်တော်ပေါ်ပြချက်အဲ့မိခွန်၄ခုကတော့ကောရင်သူပရမဆောင်တစ်ကောခန်းကြီး30အပိုင်ငယ်23 24ကနေကျွန်တော်အပိုင်ငယ်30 30 30 31မှာပေါ်ပြထားတဲ့အရာဖြစ်တယ် တော့ပိုင်ငယ်23 24မှာပြောလို့ဆိုရင်ငါဒီအပြစ်မသိမ့်ပဲခတ်သိမ့်သောအမှုအရာကိုပြုနိုင်သည်မှန်စေတော့ခတ်သိမ့်သောအမှုအရာကိုပြုသင့်သည်မဟုတ်အပြစ်မသိမ့်ပဲခတ်သိမ့်သောအမှုအရာကိုပြုနိုင်သည်မှန်စေတော့ခတ်သိမ့်သောအမှုအရာတို့သည်သူတစ်ပါးကိုတိဆောက်တတ်သည်မဟုတ်ကိုအကျိုးကိုဘယ်သူမှမရှာစေနှင့်သူအကျိုးကိုလူတိုင်းရှာစေလို့ပြောတယ်အဲ့တော့နံပါတ်1ကျွန်တော်တို့ဘာပဲလုပ်လို့ကျွန်တော်တို့ကိုကိုကိုစစ်ဆေးရမယ့်အရာကပါလဲစဲအခုငါလုပ်တဲ့အရာဟာဖရာရဲ့အရှိမအပြစ်သင့်တဲ့အရာလား ဆိုတဲ့အရာကိုကျွန်တော်အရင်ဆုံးစစ်ဆေးရမှာဖြစ်တယ်။အခု၅ရက်တုံ့ပြန်မှုပုံစံ၅ရက်လှုပ်ဆောင်မှုပုံစံဟာဖယားသခင်ရဲ့အရှိမပြတ်တယ်မလား။ဖယားရှိခိုးမှာပြတ်တယ်လို့ဆိုပါပြောရတယ်။ဖယားသခင်ကိုစိတ်ပြတ်သွားစေတာ။ဖယားသခင်ကိုဝမ်းနည်းစေတာ။ဖယားသခင်စိတ်ကိုနာကျင်စေတာ။ဖယားသခင်ကိုကျွန်တော်ပြတ်မှားပြီးတဲ့အရာမျိုးများဖြစ်နေသလား။ငါဒီအရာလှုပ်လို့ဖယားသခင်ကကျေနပ်မလား။ဖယားသခင်ဝမ်းနည်းမလား။ဖယားသခင်စိတ်ကိုနာကျင်စေမလား။ဖယားကိုစိတ်ပြတ်သွားစေမလားဆိုတာကိုကျွန်တော်အရင်ဦးဆုံးစဉ်းစားဒါနံပါတ်1ပြောတာဖြစ်တယ်။ ်ဘာပဲလုပ်လို့အရင်ဥဆုံးမေးရမယ့်အရာကဘာလဲဆိုငါဒီအပြစ်မသင့်ပဲလို့ရှင်ပေါ်လူကပြောတော့ကြာငါလုတ်တဲ့အရာဟာဖရာရဲ့အရှိမအပြစ်သင့်နေမလားဆိုတာကိုအရင်စဉ်းစားရမယ်ဒုတိယကဘာလဲဆိုရင်သူတစ်ပါးရဲ့အရှိမတင့်တယ်ရဲ့လားဆိုတဲ့ဥစ္စာကိုရှင်ပေါ်လူကမေးခိုင်းတယ်ငါဒီအပြစ်မသင့်ပဲခတ်သိမ်းတော့မှုရာကိုပြုတ်နိုင်ဒီမှစေတော့ခတ်သိမ်းတော့အမှုရာကိုပြုတ်တင်ဒီမဟုတ်ခတ်သိမ်းတော့အမှုရာတို့ဒီသူတို့ဘာကိုတိဆောက်တတ်ဒီမဟုတ်လို့ပြောတော့ တပားတို့ရဲ့အရှိမာကိုတင့်တယ်ရဲ့လားအဲ့တော့ပရမမေခွန်းနဲ့ကျွန်တော်ဆက်လိုက်တယ်ဘုရားသခင်အရှိမာအပြစ်တင့်လားလို့ပြောရင်အပြစ်မတင့်ပါဘူးအပြစ်တော့မတင့်ဘူးဒါပေမဲ့လည်းသူများရဲ့အရှိမာကိုတင့်တယ်ရဲ့လားလို့မေးရင်အဲ့ဒါကဒုတိယမေခွန်းဖြစ်တယ်ဥပမာဆိုကြပါစို့ကျွန်တော်ကဒီနေရာမှာကျွန်တော်ကအာဆိုကြပါစို့ကျွန်တော်ဘောင်းဘီတိုနဲ့ဘာလို့ဂျင်းဘောင်းဘီနဲ့ကျွန်တော်ကဒီမှာစမ်းစာတင်ပေးမယ်ဆိုပါစို့နော်ဂျင်းဘောင်းဘီဆိုတာဘောင်းဘီတိုပြောတာပါနော် အဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်ကဆိုကြပါဆိုစွတ်ကျင်နဲ့စမ်းစာတင်တာမျိုးတို့နော်ကျွန်တော်ကဟိုအဲ့အဲ့ဒါကအပြစ်တင်လားလို့ပြောရင်တော့အပြစ်တင်တယ်လို့တော့ပြောလို့တော့မရဘူးဒါပေမဲ့တင့်တယ်သလားလို့ပြောရင်တော့တိုက်မတင့်တယ်နေဘူးအဲ့လိုမျိုးကျွန်တော်တွေးရတယ်နော်အဲ့လိုမျိုးကျွန်တော်နားလဲရအဲ့တော့ဘာကိုပြောပြချင်တယ်လဲလို့ပြောရင်တပားသူရဲ့အရှိမှာကျွန်တော်တို့လုပ်တဲ့အရာဟာဖယားရဲ့အရှိမှာတော့အပြစ်မတင်ပေမဲ့တပားသူရဲ့အရှိမှာကိုတင့်တယ်ရဲ့လားလို့ကျွန်တော်တို့ကိုကိုကိုမေးဖို့ဖြစ်တယ် တတိယမေခွန်းကတော့ဗာလဲဆိုရင်တပါးသူအားကြစရာအတုယူစရာလေးစားစရာကိုဖြစ်ရလားဆိုတဲ့ဥစ္စာကိုမေးဖို့ရဖြစ်တယ်။ဘာကြောင့်ရှင်ဘောလုကပြောလို့ဆိုရင်ကိုယ့်အကျိုးကိုအဘယ်သူမှမရှာစေနဲ့သူ့အကျိုးကိုလူတိုင်းရှာစေရေကိုယ်လှုပ်ဆောင်သောအရာဟာတပါးသူရဲ့အရှိမလေးစားစရာအတုယူစရာအားကြစရာဩငါဒီလိုစကားပြောရမှာပါလားအာငါဒီလို ုံ့ပြန်ရမှာပါလား။အော်ငါဒီလိုရွေးချယ်ရမှာပါလား။အော်ငါဒီတိုင်းအသက်ရှင်ရမှာပါလား။ဟာငါစသဖြင့်ပေါ့နော်။ကိုယ့်ရဲ့အသက်ရှင်ခြင်းကိုယ့်ရဲ့နေပုံထိုင်ပုံနဲ့ကိုယ့်ရဲ့တုံ့ပြန်ပုံဟာကိုယ့်ရဲ့တွေးပုံခေါ်ပုံဟာကိုယ့်ရဲ့ရွေးချယ်မှုဟာတပားသူလေးစားစရာအတုယူစရာအားကျစရာအတုခိုးစရာဖြစ်ဖို့ရာအတွက်အရေးကြီးတယ်။ဒါကတတိယမေခွန်းဖြစ်တယ်။နောက်ဆုံးတော့မေခွန်းကဖရာရဲ့ဘုံကိုထင်ရှားစေမလား။လူတွေဖရာကိုမြင်သွားစေမလား။ ဆိုတဲ့ဥစ္စာဖြစ်တယ်။ဘာကြောင့်လဲလဲပြောရင်အပိုင်ငယ်37မှာတင်းတို့ဒီစားတော်လကောင်တောက်တော်လကောင်မြည်တိအမှုကိုပြုတ်တော်လကောင်ဖျားသခင်ဘုံတော်ကိုထောက်၍ခတ်သိမ်းတော်အမှုကိစ္စကိုပြုကြလောလို့ပြောတယ်။ပြီးရင်အပိုင်ငယ်37မှာဆိုလူအများတို့ဒီကဲတင်ချင်းတို့ရောက်ဆိုင်တော်ငါဒီကိုအချိုးကိုမရှာဘဲသူ့အချိုးကိုရှာ၍အဲ့လိုပြောရှင်ဘောလို့ပြောတယ်။လူတွေဖျားကိုရသွားဖို့ဖျားကိုမြန်သွားဖို့ဖျားကိုချီးမြှောက်ဖို့ရအတွက်ဖြစ်စီမလားဆိုတဲ့အရာကိုကျွန်တော်တို့နံပါတ်၄ကျွန်တော်စဉ်းစားအောင် ဖြစ်တယ် တော့ပရမမေခွန်းနှစ်ခုက negative လို့ကျွန်တော်ခေါ်တယ် negative လို့ပြောတဲ့ကမှာအနှိမ့်ဆုံးအဆင့်လို့ပြောတယ်ဖခင်ရဲ့အရှိမအပြစ်တင်မလားတပားသူရဲ့အရှိမတင့်တယ်တင့်တယ်ပါတင့်တယ်ပါမလားဆိုတော့အစကအနှိမ့်ဆုံးကျွန်တော်မေးရမယ်မေခွန်းဖြစ်တယ်အဲ့ထက်နည်းနည်းအဆင့်မြင့်တဲ့မေခွန်းကတော့ပါလေလို့ပြောတယ်တပားသူလေးစားစရာအားကျစရာအတုယူစရာအတုခိုးစရာဖြစ်မလားဖခင်ရဲ့ဘုံကိုထင်ရှားစရာဖခင်ကိုလူတွေပို့ပြီးတော့မြင်လာစရာအကြောင်းဖြစ်စီမလားဆိုတဲ့မေခွန်းဖြစ်တယ် ဒီမေးခွန်း၄ခုနဲ့ကျွန်တော်ဘာပဲလှုပ်လှုပ်ကျွန်တော်စစ်ဆေးပြီးတော့ဆင်ခြင်ပြီးတော့ကျွန်တော်လှုပ်ဆောင်လာလဲဆိုရင်ကျွန်တော်လှုပ်သမျှအရာအားလုံးဟာခေါနာကပြောသလိုဖျားပိုင်တော့ကိုခန္ဓာကိုဖျားသခင်နှစ်သက်တော့အသက်တာနဲ့ဖျားသခင်ကိုဝမ်းမြောက်စေတဲ့ဖျားကိုခြေနဲ့စေတဲ့အသက်တာမျိုးနဲ့အသုံးပြုခြင်းမျိုးဖြစ်လာတယ်ဆိုတော့ကျွန်တော်နားလေရတယ်အဲ့ဒီအဲဒီအဲဒါအသုံးပြုတ်တတ်ဖို့ပဲဖျားသခင်ကျွန်တော်တို့ကိုခေါ်တာဖြစ်တယ် တချို့မလို့ Felix ကိုလည်းရှင်ပေါ်လို့ကဒီလိုပဲပြောမယ်လို့ထင်တယ် Felix မင်းလုပ်တဲ့အရာဟာယောမအစိုးရရဲ့ Glody ရဲ့မင်းကိုဒီနေရာကိုပေးလိုက်တဲ့ရက်အောင် ပြောပေးတဲ့ဂျာဝင်ပြောပေးတဲ့မင်းရဲ့အကို Palace ရဲ့မျက်နှာကိုရောမင်းကိုဒီယာသူခန့်အပ်လိုက်တဲ့တာဝန်ပေးလိုက်တဲ့ယောမ Acre မင်း Empire ကြီး Empire မင်းကြီးပြည့်ရှင်ကြီး Glody အတူက တကယ်ပဲနာမည်သတင်းကောင်းကောင်းသတင်းကောင်းကိုဖြစ်စေမလားမင်းကိုဒီနေရာပေးရတာတန်ရဲ့လားဆိုပြီးတော့စဉ်းစားကြရမျိုးဖြစ်စေမလားဒါမှမဟုတ်မင်းကိုဒီနေရာပေးလို့သူတို့ဘလောက်ထိဝမ်းနေမလဲဘလောက်ထိသူတို့စိတ်ပြတ်သွားမလဲဘလောက်ထိသူတို့တွေဒေါသပုံထနေမလဲစောက်စဉ်းစားဆိုတဲ့ပုံစံမျိုးဒီကနေ့ကျွန်တော်တယောက်ချင်းစီတိုင်းကလည်းဖရားသခင်အသက်ရှင်စေခြင်းနဲ့အသက်တာမျိုးနဲ့ကျွန်တော်အသက်ရှင်တတ်ဖို့ရဖြစ်တယ်ဒါကြောင့်တနည်းအားဖြင့်ပြန်ထားကို self control လို့တော့ကျွန်တော်ပြောလို့မရဘူး။ဒါကိုဘာခေါ်လဲဆိုရင် god control လို့ပြောတယ်။ god control နဲ့ self control ဘာကွာလဲ။ကွာတာပေါ့။ self control ကဥမာဆိုပါဆိုငါဒါလေးကိုမတောက်ချင်ဘာကြောင့်လဲငါမှာကောက်ရှိတယ်ငါမှာကောက်ယောဂရှိတယ်ငါမှာစီချိုရှိတယ်ငါမှာသွေးတိုးရှိတယ်ဒါငါနဲ့မတည့်ဘူးအဲ့ဒါမျိုးကိုကျွန်တော် self control လို့ခေါ်တယ် god control ဆိုတော့ order ဘုရားကမနစ်သက်ဘူးဒါဟာသူတစ်ပါးရဲ့ရှိမှမတင်တဲ့ဘူးဟာဒါကသူတစ်ပါးရဲ့အရှိမှပို့ပြီးတော့အတူယူစရာမျိုးဖြစ်စေမယ်ဒါဘုရားရဲ့ဘုံကိုထင်ရှားစေမယ်အဲ့ဒီအတွေးနဲ့ကျွန်တော်လှုပ်ဆောင်တဲ့အရာဟာ self control အစင်ကနေ god control ကိုရအသက်တာကိုကိုကိုတိုင်ထိုင်းချုပ်တာကိုရအသိစိတ်နဲ့ကိုထင်းချတော့မဟုတ်ဘူးねဖရာသခင်နှစ်သက်တဲ့ဖရာသခင်အလိုတော်ရှိတဲ့အသက်ရှင်ခြင်းမျိုးနဲ့ထိုင်းချုပ်ခြင်းဖြစ်တယ်ဆိုလို့ဆောင်ကျွန်ဖော်ပြချင်တာဖြစ်တယ်ဒီအရာဟာရှင်ပေါ်လူကဒုတိယအနေနဲ့ခုနကပြောတဲ့ failures နဲ့ဒုတိယလေလို့စီမှာပြောတော့ဒုတိယတရားဖြစ်တယ်နောက်ဗီဒီယိုမှာတော့နောက်ဖြစ်လက်တန်းတော့တရားစီခြင်းစစ်ကြောစီရင်ခြင်းတရားဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ကစပ်ပြီးလေ့လာသွားကြမှာဖြစ်ပါတယ်ယေရှုတင်ပါတယ် よし <music>